ချီဆူမဆိုတဲ့ကာရိုက်တာကိုမလောက်လိုက်တာပေါ့နော်ဒါမာယူစာမဟုတ်ဘူးပေါ့နော်ချီဆူမဆိုတာချီဆူမကာရိုက်တာကိုဝင်အောင်လို့မာကျူစာအထုတ်ခဲ့တယ်ဆိုတဲ့ခါကျမာကြိုက်တယ်အယူမကာရိုက်တာကိုပေါ့နော်ဆိုတော့အစိုးပါဘူးကြိုက်တယ်ကျမကသဘာဝပါရှင်ဆိုရင်လည်းနေနေဆိုပြီးဖြစ်အောင်မယ်ဟုတ်ကဲ့ကျမဖီလာထူထားပါတယ်နှကန်းလေးကကျမနှကန်းကသေးတယ်သေးတဲ့ခါကျတော့ဒီလို့ ဲ့လိုလေးဖြစ်ဖို့အတွက်ထိုးထားတာပေါ့နော်နှကန်းကြမသာငကိုတဲ့တေးတယ်တေးတဲ့ခါကျတော့ငွေချင်းတော်တော်များများပြောတာပေါ့နော်မသာနေနှကန်းကတေးတယ်တေးဆိုအာအခုမှသာထိုးပြစ်သွားတာပါနားလည်းပြောတော့လေဒီတိုင်းပဲနေတော့မှာပေါ့နော်လိုအင်ထိုးပေါ့ဒါပေမဲ့ပတ်စံခဏခဏကုန်တယ်နော်ပတ်စံကုန်တယ်ပတ်စံကုန်တယ်တခါမှမရိုက်ဘူးတဲ့ကာရိုက်တာတခါမှမမြင်ဘူးတဲ့ကာရိုက်တာနဲ့မြင်ရမှာပါအဲ့ဒါကတော့ဘာလဲဆိုတော့ဟိုကိုဝင်းနဲ့ပေါ့နော်စိတ်မနှမ်းသူ အဲအယူမှကာရိုက်တာပေါ့အဲ့ဒါလေးကိုကြွေးရမှာပါအာခွန်သာချိုရဲ့ထုံးစံပေါ့နော်သူကတော့ဂမ်မီယာဆန်ဆန်လေးတွေရိုက်တာပေါ့ဂမ်မီယာဆန်ဆန်လေးတွေပြီးတော့ဟိုသူကဟိုပညာပေးဖြစ်ရမှန်ဇလန်းလေးရိုက်တဲ့ကဒီကားမှာလည်းဟိုစုံးနို့နဲ့ပေါ့ပေါ့နော်ဒီမိစ္ဆာတွေရဲ့အကြောင်းလေးပါမယ်ဒီမာဥဒါကကြတော့ကိုဝင်းကြီးနဲ့ပေါ့နော်အဲ့ဒီစုံးမကြီးတယောက်ရဲ့ဟိုသူ့နဲ့ပစ္စည်းတွေပေါ့နော်အဲ့ဒါလေးကိုကိုကရှူရှိုက်မိလိုက်တာပေါ့ လမ်းသွားအရှူဆိုင်မိကျွန်မကိုယ့်ရဲ့ခန္ဓာကိုယ်တော့မကောင်းသောမိစ္ဆာရဲ့ဥစ္စာဝိညာဉ်ပူးညာပေါ့နော်အဲ့လိုပုံစံလေးပါပဲအဲ့လိုနဲ့ကိုကအဲ့လိုမူးညင်ပူးတဲ့ခါကျကိုကတစုံတစ်ခုဒေါသထွက်လို့ဟိုလှုပ်လိုက်ရင်ဖြစ်ကိုယောက်ျားကိုလည်းကိုကမထင်မှတ်ပဲနဲ့ပြောလိုက်တာပေါ့နော်ရှင်ဒီလိုကျွန်မသားထီရဲတယ်ရှင်ဟာရှင်မွေးကြိုက်ပြီးသေးပါစေပါညဆိုအဲ့တိုင်ကိုယောက်ျားဆုံးသွားတယ်နောက်ကိုကကိုဝင်းဆိုအဲ့လိုမျိုးလေးပေါ့အဲ့လိုပြောရင်းနဲ့ကိုနှုတ်စီးပြီးတော့ပြောလိုက်တဲ့ကစား မာကိုယောက်ျားဆုံးသွားခါကျတော့ယူသွားတယ်နောက်ကလေးမွေးပြီးတော့လည်းကိုယ့်ကလေးမှာဒီမကောင်းဆုံးမမိစ္ဆာရဲ့ရိတ်ငွေတာလွှမ်းနေတဲ့ခါကျတော့အဲအဲ့မှာဒီမှာဆိုအန်ဒီဝါနတ်ဆရာမကြီးပေါ့နော်အဲအန်ဒီဝါဆိုလို့ရှိရင်အာဒါချစ်စုမရဲ့ခန္ဓာကိုယ်ကမကောင်းဆုံးမဝင်ဘူးနေတယ်ပါညာအဲအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ဟိုရွာဇလန်းလေးပေါ့နော်ဟိုပြီးတော့ဟိုဂမ်ဘီယာဆန်ဆန်လေးပေါ့ဟိုအဲ့လိုလေးတော့ကြိုက်ထားတာပါ မာယူသာတို့ကအနုပညာတွေရတော့ဗောနော် မြို့ကားပဲဖြစ်ဖြစ်နေကားပဲဖြစ်ဖြစ်ဂံမီယာဇလန်ပဲဖြစ်ဖြစ်အိုအခုခစ်စားနေတဲ့ခစ်ပေါ်အိမ်တော်ကြီးကပဲဖြစ်ဖြစ်မိသားစုပဲဖြစ်ရိုက်ရတာပေါ့နော်ကိုယ့်ကိုပေးတဲ့ character ကိုတော့ ိုကထတ်တူကြအောင်တော့စူးစမ်းအားထုတ်ရတယ်ပြီးတော့ဒီနန်းနဲ့နဲ့ကမလစ်စားပါနဲ့ဆိုလို့ရှိရင်ဒီမှာကကိုကအယူမကာရိုက်တာပေါ့နော်ဒါကိုရဲ့ပထမအဆုံးစင်ခေါ်တဲ့ကာရိုက်တာပါပဲဒီလိုကာရိုက်တာကိုလုတ်ပြင်ပေးတဲ့ခွန်သာချိုးတို့လည်းမာဇာအများကြီးကျေးဇူးတင်ပါတယ်ကိုကိုလုံနိုင်သေးတဲ့အကြောင်းလုတ်ပြလာပါတော့လုတ်ပြခွင့်ရတယ်လို့လေကိုကခံယူတယ်အဲအကြောင်းလဲဒီချစ်စုမရဲ့ကာရိုက်တာကိုထပ်တူကြအောင်လဲမကအားထုတ်ခဲ့တယ်စူးစမ်းခဲ့တယ်။တဝမ်းကြတော့ ဟိုဘယ်လိုပြောမလဲဆိုတော့နည်းနည်းပေါ့ပါတယ်ပဲပြောရမလားမသိဘူးအရှိရှိတိုင်းပဲပေါ့တော့အယူမှဆိုတော့ဟိုငေုပ်သီးဆိုအဲငေုပ်သီးစိမ့်ကတကယ်နော်ဆက်သလားမမီးတဲ့အစစ်တွေစားပြရတယ်အာဟိုဒီကားမှာဆိုကွာစိတ်နှံ့တာပေါ့ဗျာဒီကလေးကိုဝင်တယ်ကွယ်ချင်းချင်းတက်တယ်ပြန်မှာငေုပ်သီးစိမ့်တွေစားအဲ့လိုမျိုးလေးပေါ့နော်ဆိုတဲ့အခါကျတော့ကိုက အမကကြည့်ထားရလေအကုန်လုံးပေါ့နော်လေးလာတာပေါ့နော်အဲ့ဒီအယူမကာရိုက်တာဘယ်လိုလုံးရမလဲ over tin လည်းဖြစ်မှမဖြစ်ချင်ဘူးလေနော် over tin လည်းမဖြစ်ချင်ဘူးထတ်တူလည်းကြာကျင်တဲ့သဘာဝဆန်ဆန်လေးနဲ့ချစ်ဖို့လည်းကောင်းနေရမယ်ကာရိုက်တာဒီချစ်စုမဆိုတဲ့ကာရိုက်တာကိုအမလုံးလိုက်တာပေါ့နော်ဒါမာယူတာမဟုတ်ဘူးပေါ့နော်ချစ်စုမဆိုတော့ချစ်စုမကာရိုက်တာကိုဝင်အောင်လို့အမကြိုးစားအားထုတ်ခဲ့တယ်ဆိုတဲ့ခါကျအမကြိုက်တယ်အယူမကာရိုက်တာကိုပေါ့နော်ဆိုတော့အစိုးပါဘူးကြိုက်တယ်ကိုလုတ်ခွင့်ရတဲ့အတွက်လည်းကြိုက်တယ် ရိသတ်တွေကလည်းတွေ့မှာပါပြီးတော့အရင်လဲဇလန်းလေးကဇသိန်းတဲ့ခါကျတော့သနာဖို့ကောင်းပါတယ်အဲ့ဒါလေးပါလဲဆိုတော့လေလူတွေကလည်းခက်တယ်သီလားကိုကမာဥတာလုံးရင်လုံးတယ်မလုံးရင် မလုံးဘူးကိုရင်လင်းပြောတယ်ကိုကလှုပ်ထားပါတယ်ဆိုလေဇော့မလုတ်ပါဘူးကျမကတဘာဝပါရှင်ဆိုရင်လေလိန်နေဆိုဖြည့်အောင်မင်းဟုတ်ကဲ့ကျမဖီလာထူထားပါတယ်နှကန်းလေးကကျမနှကန်းကသေးတယ်သေးတဲ့ခါကျတော့ဒီလို့ အဲ့လိုလေးဖြစ်ဖို့အတွက်ကိုထိုးထားတာပေါ့နော်အာကျမထိုးတာကျမကအလှပရေးရတဲ့ပတ်သက်နဲ့ကျမ Epic Clinic ပေါ့နော်ဒေါက်တာဖူးပွင့်ခိုင်စီမှာပဲပြင်ပါတယ်အခုတိကျတဲ့အတိုင်းရွှေမန်းမိန်းမပေါ့နော် Epic Clinic မှာပဲမဟုတ်တာတော့ပြင်လေးရှိပါတယ်အဲ့ဒါကြောင့်ပုံမှန်လေးထိုင်ပြီးနေပါဟုတ်တယ်ဟုတ်တယ်ဆီယံဝင်မာလေးကလည်းငငယ်ချောချောလေးထက်ထက်မြက်မြက်လေးနဲ့ပေါ့ဆိုတော့ကိုရီးယားတော့လိုအပ်တာချင်းသွားပြောတာပေါ့နော်ဖူးဖူးအမဒီလိုလှုပ်ချင်တယ်ဆိုတော့အမဟိုဟာ ပထမနှကန်းသားမပြည့်ဘူးဖူဖူရဲ့အမနှကန်းသားလေးကိုပြည့်ချင်တာဆိုတော့အမထိုးအဲလိုအပ်တာလေးပေါ့နော်အကောင်လားအခုဆိုရရှင်ဒီမာသာကမျက်နှာကားတဲ့အခါကျဒီမျက်နှာဆိုအမသာဟိုဘိုတောက်ထိုးထားတာပေါ့နော်ပချိတ်လေးအန်ကျိတ်လိုက်ရင်လေထွက်တဲ့အကျိတ်ပေါ့နော်အဲ့ဒါလေးထိုးထားတယ်ဆိုတဲ့အခါကျမာသာကတော့ဒီမျက်နှာတွေနဲ့ပတ်သက်လို့ဆေးထိုးတာတို့ဘာလို့လုပ်နေတော့ Apple Clinic ကဒေါက်တာဖူဖွင့်ခန်နဲ့ပဲလုပ်လို့ရှိပါတယ်။သူကလည်းအဆင်ပြေတယ်။ဟိုသူ့ကိုလည်းတော်တော်များများလူကြိုက်များကြတယ် အဟုတ်တယ်နှကန်းကြမာဇာနကိုတဲ့သေးတယ်သေးတဲ့ခါကျတော့တငယ်ချင်းတော်တော်များများပြောတာဗောနော်မာဇာနိနှကန်းကသေးတယ်သေးဆိုတော့အခုမှသာထိုးပြစ်သွားတာပါဟိုဟိုလှလည်းပြောတော့လေဒီတိုင်းပဲနေတော့မှာဗောနော်လိုရင်ထိုးဗောဒါမဲ့ပတ်စံခဏခဏကုန်တယ်နော်ပတ်စံကုန်တယ်ပတ်စံကုန်တယ်ဘာဆိုလဲအခု Apple Clinic ကိုကြော်ညာပေးတာစပွန်ဆာပေးတာမဟုတ်ဘူးနော်ကိုပတ်စံနဲ့ကိုသွားထိုးရတာပါရှင်